ဟိုအားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါတယ် MOD အတွက်တော့ကျွန်တော်သာ၃ပွဲစက်တိုင်းအနိုင်ရခဲ့ပြီပေါ့လေဒါဟာနီးပြတယောက်အတွက်သူတို့ပြင်းနီးပြတယောက်အတွက်ဆိုတာတည်း MOD အတွက်တော့ imminent ထူးကြပါတယ်ကျွန်တော် imminent ထူးကြပါတယ်ဒါအပြင်ဒီအရာကပေါ့နော်သူ့အတွက်ဒါ turning point တစ်ခုဖြစ်ဖို့အတွက်အထောက်အကူအများကြီးပြုစေလိမ့်မယ်လို့လည်းကျွန်တော်ထင်တယ်တကယ်လည်းဖြစ်ဖို့အတွက်ကျွန်တော်မျှော်လင့်တယ်ကျွန်တော်ရာသီစတွေမှာတောက်လျှောက်ပြောခဲ့ကြတယ်လို့ပဲ United အနေနဲ့ပေါ့နော် ျွန်တော်တို့နီးပြတယောက်အတွက်ကျွန်တော်တို့အချိန်အများကြီးမရှိဘူးကျွန်တော်အချိန်ပေးအချိန်ပေးဆိုတာအချိန်အများကြီးကျွန်တော်မရှိဘူးတကယ်တမ်းကဒါကြိုက်ဒီဖြစ်စီမကြိုက်ဒီဖြစ်စီဒါအမှန်ပဲနီးပြတွေကအချိန်ရဖို့အတွက်ရလက်တီနဲ့အချိန်ဝယ်ရတာနီးပြတွေကရလက်တီမကောင်းရင်ဒိုးရမှာရလက်တီကောင်းနေဆိုရင်ဆက်ပြီးတော့တေချာပေါက်ရှိမှာရလက်ကောင်းလည်းမကောင်းလိုက်တိုးတိုးလည်းပဲကောင်းတဲ့လက္ခဏာတွေများနေတယ်ဆိုရင်အချိန်ရမှာသူပြုပြင်မှုအတွက်ဆိုတော့ MOD လိုနေတာဒီအဲ့ဒါပဲပြီးခဲ့တဲ့ရာသီကအဆင့်15နဲ့ကျွန်တော်ရာသီတင်းခဲ့တယ်အဲပြီးရင်ပေါ့နော်အသင်းအနေနဲ့ ဘယ်လိုပြောရမလဲရှုံးပွဲတွေကြီးပဲဇက်တိုက်ဆူတို့ကျွန်တော်ဖြစ်နေပြီးတော့ MOD ရဲ့လက်အောက်မှာနိုင်ပွဲတွေတအားနေနေတဲ့အခြေအနေမျိုးမှာအဲ့လိုအနေထားမှုမှာပေါ့နော်အသင်းဘက်ကအဆုံးစွန်ကြီးတီးခံခဲ့ပြီးတော့ကျွန်တော်အနေနဲ့ဒီသူ့ကိုဆက်ထားတယ်ဒီနေရာမှာလည်းသူရောက်လာကလေးကယာတီဝဲကြီးရောက်လာတာပြီးလို့ရှိရင်ဇန်နဝါရီပြောင်းရွှေ့မှာထူးထူးခြားခြားအားမဖြစ်ပြီးနိုင်ခဲ့တာဒါရီနဲ့ပတ်သက်လို့ပေါ့နော်အသင်းဘက်က okay ငါတို့တော့ຫນွေမှာတီချာအားဖြစ်ပြီးပြီးတော့ MOD နဲ့ဆက်သွားမယ်ဆိုတဲ့ပုံစံမျိုးသူတို့ယုံကြည်ခဲ့ကြတာ ဆိုတော့အခုလက်ရှိအဲ့လိုနေထားတဲ့ကနေပြီးတော့ MOD ကတဆင့်ယုံထွက်လာပြီးသူကိုယ်တိုင်လည်းဒီယာဒီစမှကျွန်တော်ပြောတယ်ပေါ့နော်ကျွန်တော်တို့ကပြီးခဲ့တဲ့ယာဒီကအတင်းနဲ့မတူတော့ဘူးပေါ့ပြီးခဲ့တဲ့ယာဒီကတပူကောင်းတဲ့ကစားဟန်နေပြနိုင်တဲ့အတင်းကျွန်တော်ဖြစ်နေပြီဆိုတော့ဒီကစားဒီအတင်းရဲ့ကစားဟန်ဟာပြီးခဲ့တဲ့ယာဒီကအတင်းရဲ့ကစားဟန်တဲ့အများကြီးပူကောင်းနေပြီလို့သူပြောထားတယ်ဆိုတော့အခုလက်ရှိ United ကတော့ဒီယာဒီလေးကျွန်တော်စရောကျွန်တော်အဆုံးနဲ့အရှုံးနဲ့စတင်ရတယ်ပေါ့အထူးသဖြင့် Arsenal တို့အသင်းမျိုးကိုကျွန်တော်အိမ်ဝင်းမှာကျွန်တော်အရှုံးနဲ့စတင်ရတယ် performance ဒီဘယ်လိုပဲဖြစ်ခဲ့ပါစေရလက်ကအဓိကစကားပြောတာဖြစ်တဲ့အနေအထားမျိုးမှာအမ်မိုနီတွေနိုင်ပွဲမရခဲ့ဘူးဆိုတော့အခုချိန်ကြီးကျွန်တော်ကြည့်လိုက်တဲ့အခါဟိုတိုင်ပက်တာတွေများနေတယ်ဆိုတော့အမ်မိုနီတွေဒီလိုနူနိုင်ပွဲတွေက imminent လိုအပ်ခဲ့တာဆန်ဒလန်အနေနဲ့ဘောနော်အရန်ကောင်းနေတဲ့အခြေအနေမျိုးသူတို့လုတ်ပြထားတဲ့အခြေအနေမျိုးကိုရီတိုင်ပက်နေတဲ့အနေအထားမျိုးမှာကျွန်တော်တူးစီနေနိုင်တယ်အဲ့ဒါလေးပြီးရောဘယ်လိုပြောမလဲ international break ဘောနော်ပြီးတဲ့ပြီးရောကျွန်တော်လီဗာပူးတင်းနဲ့ကစားတဲ့အနေအထားမျိုးမှာ ဟိုကျွန်တော်တို့ကိုယ်တိုင်လည်းပဲဘယ်လိုနိုင်လိမ့်မယ်လို့ကျွန်တော်ထင်မထားဘူးမနိုင်တာလေး၁၀ညလောက်ကျွန်တော်ရှိပြီဆိုတော့တက်မှတ်ရအောင်ပြီးခဲ့တဲ့နေ့ကလို့ခွဲယူနိုင်ရင်တော့မစိုးပြောမယ့်အနေအထားမျိုးမှာသူအနိုင်ရအောင်လှုပ်ပြပလိုက်တယ်အဲ့ဒီမတိုင်ခင်မှာတာဝန်ရှိသူတွေအတင်းတာဝန်ရှိသူတွေရဲ့ဘက်ကအမူရင်းကိုဘယ်နှစ်နှစ်ပြေးဖို့အစီအစဉ်ရှိကြောင်းเนาะအဲ့လိုမျိုးပြေးပြီးမှဆုံးဖြတ်မှာဖြစ်ကြောင်းပြောထားတယ်လို့ကျွန်တော်အနေနဲ့ပေါ့နော်ကစားသမားတွေရဲ့ဘက်ကလည်းဘရူနိုဖာနန်ဒက်စ်တို့ဘာလို့ကပြောလာတယ်ကစားသမားတွေကအမူရင်းကိုအမှန်ကယုံကြည်သေးဖြစ်တယ်ဘာညာပေါ့ဆိုတော့အဲ့ဒီနောက်ပိုင်းမှာကျွန်တော်အနေနဲ့ တကယ်ကိုကစားမားတွေရဲ့ကစားဟန်တွေကမတူတော့ဘဲနေပေါ့နော်ဘယ်ပြောမလဲလေပေါင်းနဲ့ပွဲစဉ်ကိုကျွန်တော်ရအောင်အနိုင်ယူသူတို့ကြိုးပမ်းနေပြီးလည်းပြီးတော့ကျွန်တော်တို့နေတကယ်နိုင်မှုလိုအပ်တဲ့ပွဲတွေမှာနိုင်အောင်ထပ်ပြီးတော့လုပ်ပြနိုင်ဖို့ဆိုပြီးတော့ဗရန်ဒန်နဲ့ပွဲမှာလည်းလိုအပ်ခဲ့တယ်ဆိုတော့နိုင်နေနိုင်တော့၃ပွဲစတဲ့ကျွန်တော်ရှိလာပြီအမိုရီတို့ကမန်ချက်စတာယူနိုက်တက်ကိုစရောက်ကြတဲ့ကအခုချိန်ထိ၃ပွဲစတဲ့နိုင်တာဆိုလို့ဒီတပွဲပဲရှိသေးတယ်ဆိုတာကိုကျွန်တော်ကြည့်ရင်အမိုရီဘယ်တော့ဒီခေရင်တဲ့ကာလာတွေဖြတ်သန်းခဲ့ရတယ်လေကျွန်တော်ကောင်းကောင်းတွေးနိုင်တယ်။ဒါကြောင့်ဒီနိုင်ပွဲက ်အမ်မူရင်တို့ကပေါ့နော်မန်ချက်စတာယူနိုက်တက်ဒီကစားမတွေအတွက်ပူကောင်းနဲ့ကျွန်တော်ဒီဘယ်လိုပြောမလဲနိုင်ပွဲတွေဆက်နေအောင်ပူကောင်းနဲ့ရလက်တွေရနေအောင်လို့တွန်းအားအများကြီးပေးနိုင်မယ်ပို့လို့ကျွန်တော်ထင်တယ်ကျွန်တော်ကျွန်တော်အတင်းကဗျာပုံမှန်ဖြစ်နေကြကပထမတပွဲနိုင်တယ်ဒုတိယတပွဲတည်ကြတယ်နောက်ဆုံးနှစ်ပွဲကျွန်တော်ရှုံးတယ်ပြီးရင်တပွဲထပ်နိုင်တယ်နောက်ထပ်နှစ်ပွဲတည်ကြတယ်ပြီးရင်တပွဲရှုံးနေဆိုတဲ့ပုံစံမျိုးဟို consistent မဖြစ်တဲ့ performance တွေရလက်တွေကိုအမြဲတမ်းတွေးနေရတာ ထပ်ပါတော့ကွင်းထဲမှာဆိုလို့ရှိရင်ကစားမားတွေရဲ့ twin တဲ့ goal တွေကိုရအောင်မ twin တာနဲ့တိုင်ပတ်သွားတာမျိုးတွေခန်စစ်ကအမှားလုပ်တာ တိုင်ပတ်သွားတာမျိုးတွေဂိုးသမားကကိုကိုတဲ့ကိုဆွဲထည့်တာတိုင်ပတ်သွားတာမျိုးတွေနဲ့ဖြစ်တန်းလာတာဒါပေမဲ့အခုလက်ရှိ DR ဒီမှာဆိုလို့ရှိရင်ပေါ့နော်တော်တော်ကိုချင်းကြီးကောင်းလာပြီဂိုးသမားကလည်း lemons ဖြစ်လာတဲ့နောက်ပိုင်းမှာကျွန်တော်အားလုံးသိတယ်လို့ပဲဗားတွေဖြစ်လာပြီလဲဆိုတာနော်နောက်တန်းကလည်း delete တို့ကောင်းတဲ့ luxury တို့တောင်မှ consistent ဖြစ်တဲ့ performance တွေသူဟာနေသူမြင်လာရတယ်ဗျာနော်ဟိုဒါပြင်မကွိုင်းရတို့ကလည်းဝင်ပြီးတော့ကစားနိုင်ဆိုရှိတယ် ယူရိုလို့လည်းကျွန်တော်အစင်းသင်းရှိနေတယ်မာဇရာဝီလို့လည်းကျွန်တော်ပြန်လာတော့မယ်မကြခင်မှာလစ်ချာတောင်ပြန်လာတော့မှာဆိုတော့ကွင်းလင်းမှာဆိုလို့ရှိရင်လည်းဟာကွက်တီကြီးပြီမယ်လေလို့ပေါ့နော်သူ့အနေနဲ့ပြောင်းလဲမှုတွေသူလောက်ထားတယ်ကွင်းလင်းကိုကာကွယ်ဖို့အတွက်သိတယ်မလားအရင်လို523เนาะတော်တော်ကိုစုပ်ပြတ်တက်လုံးနဲ့เนาะအော်တိုပိုဇီရှင်ရှိပ်ကြီးကိုအမြဲတမ်းသုံးနေတာမဟုတ်တော့ဘဲနဲ့541နေ532တွေသူပြောင်းပြီးတော့သုံးလာပြီကွင်းလင်းအားနေချက်တွေကိုသူဖာထေးနိုင်လာပြီအပြောင်းလဲတွေသူကိုသူစပြီးတော့လုံလာပြီပေါ့နော်ဆိုတော့အဲ့လိုမျိုးဆိုတော့တိုက်စစ်ကစားမတွေကြားထဲမှာလည်းသူဟာနေတော့ချိန်ဆက်တွေမိလာပြီဆိုတော့ ဒီနိုင်ပွဲကပေါ့နော် MOD နဲ့တော်တော်ကိုအတိတ်ပဲရှိခဲ့တယ်လို့ကျွန်တော်ပြောတာ MOD နဲ့ကျွန်တော်တို့လက်ရှိ England Press တွေနဲ့ရင်ဆိုင်ရတဲ့ခါမှာမလွယ်ပါဘူးဒါပေမဲ့ဒီသတင်းစာရှင်းလင်းပွဲတွေတို့ interview တွေတို့ပေါ့နော်ညီကလို့တည်တဲ့အချိန်ပဲပြီးတဲ့နေမှာဒီဘက်ကို၃ခုလောက်လုပ်ပါတယ်ဗျာ Sky Sport က view လိုက် MUTV က view လိုက် TND Sport က view လိုက်ဟဲ့လားနော်ဟိုအကုန်လှည့်ပဲ view နေတာဆိုတော့ရှုံးနေတဲ့အချိန်ဒီမှာဆိုလို့ရှိရင်အဲ့ဒါမျိုးတွေကပုံတော်ဆိုးတယ်အဲ့တော့အဲ့လိုနေသားတွေကိုပြောင်းလဲဖို့အတွက် MOD ဟာဒီလိုနိုင်ပွဲတွေလုံနေခဲ့တာဆိုတော့ MOD လက်ရှိယူနိုင်ခဲ့ပြီး ကျွန်တော်ကိုကောင်းတဲ့နေထားပါကျွန်တော်ကတော့ဟိုဝမ်းသာတယ်ပေါ့နော်ကျွန်တော်တို့ပြောကြသလိုပဲဟိုတိုင်ပက်နေတယ်ဆိုတဲ့ကာလတွေတုန်းက MOD ဒီတိုင်းတော့ဆက်သွားလို့မရဘူးဘာလို့လဲဆိုတော့လက်ရှိကအလုပ်ဖြစ်မနေလို့ပဲအဲ့တော့ MOD တခုခုပြောင်းလဲမှရမယ်ဘာလို့လဲဆိုတော့ MOD ပြောင်းလဲမှဖြစ်မယ် MOD မပြောင်းလဲဘူးဆိုရင် MOD ကိုပဲပြောင်းလဲကြမှာရှင်းရှင်းလေးရယ်ဗျာအလုပ်မဖြစ်ဘူးဆိုတဲ့ပုံစံအတိုင်းဘယ်သူမှရှေ့စမသွားခြင်းဘူးအဲ့တော့အလုပ်မဖြစ်တဲ့အရာကြီးကိုအလုပ်ဖြစ်အောင်လုပ်ဖို့အတွက်ဆိုရင်နှစ်နည်းရှိတယ် နံပါတ်1ကအလုံးဖြစ်အောင်လုံထိုင်တဲ့နီးပြကိုပြောင်းဖို့နံပါတ်2ကကျွန်တော်နေဒီနီးပြကအလုံးဖြစ်တဲ့နီးကိုပြောင်းဖို့ပဲဒီနေရာမှာကျွန်တော် formation change တွေဘာတွေပြောနေတာမဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးဆိုတော့အဓိကဒီ ammonia ဘက်ကစပြီးတော့ပြောင်းလဲမှလားပေါ့နော်အဲ့ဒါပြောင်းလဲပြီးပြီဆိုမှ okay เนาะ ammonia ကမပြောင်းလဲဘူးတဲ့ဟေ့ဆိုမှ okay ငါတို့နောက်တစ်ယောက်နောက်ထပ်နီးပြတစ်ယောက်ကိုခန့်ဆိုတဲ့ပုံစံမျိုးကိုသွားမှာဒါပေမဲ့ကျွန်တော်တို့အတွက်အရေးကြီးတာဒီ ammonia ဘက်ကပြောင်းလဲဖို့ပဲ MO ရင်းကလည်းလက်ရှိမှာလောလောဆယ်မှာသလိုချင်းဖြစ်ဖြစ်ချင်းနဲ့ Evolve တွေပါတယ်ကျွန်တော်ဖြစ်လာပြီးတကယ်အဆင်ပြေလာပြီးတကယ်လည်းပဲလက်ရှိမှာကြက်လက်တွေကောင်းလာပြီးတဲ့ကြောင့် set type နိုင်ပွဲဒီ MO ရင်းတို့တကယ်လိုအပ်ပါတယ်ဆိုတော့ set type နိုင်ပွဲဒီလိုအပ်ပါတယ်ဆိုတော့ဒါကြောင့်ဘောတော့ဒီ၃ပွဲစတဲ့နိုင်ပြီးမှရှိ၄ပွဲဆက်၅ပွဲဆက်တွေအနိုင်ရဖို့ကျွန်တော်မျှော်လင့်နေတယ်အမိုးရင်းတွေ့တယ်တကယ်လိုအပ်တယ်လို့ဒီနိုင်ပွဲကလည်းကစားမားကောနီးပြကောအတွက်တော်တော်လေးကိုကျွန်တော်အချိန်ကြီးကောင်းစီမဲ့နိုင်ပွဲမျိုးလို့ကျွန်တော်ထင်တယ်ညီကလို့ရောဘယ်လိုမြင်ကြလဲဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်